ပလောမြို့နယ်တွင်စစ်မှုသန်းတပ်သားတဲ့2ဦးတနက်တလက်ဖြင့်အလင်းဝင် တနင်္လာရီတိုင်းပလောမြို့နယ်တွင်ခလာရတရတတက်ရင်မှစစ်မှုရန်တပ်သားတဲ့2ဦးနဲ့ခမရ433တက်ရင်မှစစ်မှုရန်တပ်သားတဲ့2ဦးတို့သည်တနက်တလက်ယူဆောင်ကတောကြီးမွေဟောက် King Cobra Force တံအလင်းဝင်ရောက်ခဲ့ကြောင်းယနေ့အောက်တိုဘာ10ရက်နေ့မှသိရှိရပါတယ်စက်တင်ဘာ22ရက်နေ့တွင်ခမရ433တက်ရင်မှစစ်မှုရန်တပ်သားတဲ့ကိုတိုင်း အသက်29နှစ်သည်လက်နက်မပါဘဲကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလေးတပ်ရင်းခုနှစ် KNDO တပ်ခွဲနှစ်လက်အောက်ခံတောကြီးမြွေဟောက်တပ်ဖွဲ့ထံသို့အလင်းဝင်ရောက်ခဲ့ပါသည်ထို့တူအောက်တိုဘာ10ရက်နေ့တွင်လည်းခလာရတရားတက်ရင်မှာစစ်မှုရန်တပ်သားသည့်ရဲတိဟအသက်29နှစ်သည် MA1 တနက်တလက်နဲ့ဂျီပောက်၄ခုကို ယူဆောင်ကအလင်းဝင်ရန်ဆက်သွဲခဲ့ရာတောကြီးမြွေဟောက်တပ်ဖွဲ့ကကြိုးစိုးလက်ခံခဲ့ပါသည် ရဲတီဟာဒီ2024ခုနှစ်ဇန်နဝါရီလ15ရက်တွင်အတင်းအဓမ္မဖမ်းဆီးခံရပြီးမြိတ်မြို့သို့ပို့ဆောင်ခံခဲ့ရသူဖြစ်ပြီး ကိုတိုင်းမှာလည်း2024ခုနှစ်ဧပြီ23ရက်တွင်ကျန်းဖက်စစ်ကောင်စီကအတင်းအဓမ္မစုဆောင်ကမြိတ်မြို့သို့ပို့ဆောင်ခံခဲ့ရသူဖြစ်ကြောင်းသိရပါတယ်။တော်ကြီးမွေဟောက်တပ်ဖွဲ့ကပလင်းဝင်ရောက်လာသူများကိုဆူကျွင်းဝင်များချီမြှင့်ပြီးကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းသိရပါတယ်။ဒါ့အပြင်အာနာရှင်စစ်ကောင်စီတပ်မှ စစ်မှုထမ်းများအလင်းဝင်လိုပါကတောချင်းမွေဟောက်တပ်ဖွဲ့အပါဝင်သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ဆက်သွယ်နိုင်ကြောင်းတိုက်တွန်းထားပါတယ်ရှင်။